င်္ဂလာပါရှင်။ Sue's Voice Library ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တားလိုက်သည်လားဟုလူသားဤပါဇက်ဖြား၌ပြောကြရသောညဖြစ်သည်။ကရင်မော်၌လဲလျောင်းနေသောအဝင်းဤကိုဝေါ်၌လာရောက်သည် ရှုံးဆူလျက်ရှိနေ၏။လာရောက်ဆန်ထားသောအဝင်းဤတဲ့နှလုံးတို့သည်စီရဲတွင်နှစ်စိမ့်ထားသောဂုံးမုံကဲ့သို့ အတိုင်းမသိနှင်းမြက်ပြောင်းဤနေလေသည်။ ဝေလာရောင်ထဲ၌မိမောကြည်နူးနေစဉ်အတွင်အဝင်းမှလွင့်လာသောတယောတန်ကိုတဲ့တဲ့ကြားရစပြုသည်အဝင်းသည်ရင်ထဲ၌တိတ်ငနေနေအောင်ဖိုးသွားသည်လိုက်ဖို့ကအသက်ရှူမမှန်ခြင်းကိုတတိယတစ်ချက်မရတစ်ချက်ဖြင့်တယောတန်မှမိကက်လာလေသည်လမောင်းပေါ်၌တယောကိုတင်လျက်ခေါင်းငိုက်ဆိုင်ထား၍စွဲငင်ထိုးနေဟန်ကိုတက်ခနဲမြင်လိုက်ရသည်တယောထိုးသူဤပုံမှန်တရံမှာ အဝင်းစိတ်ကြိုက်အတိုင်းရုပ်ရှင်မင်းသားနဲ့တူလေသည်အဝင်းဤမျက်လုံးထဲတွင် သူ့လောက်ချောသူရှိဟုထင်လေသည်ဘိုကေဖီပုံမှာမေကာလာသားနဲ့မှပုံစံမတူအောင်ဖြစ်သည်ရှေ့ကအမောက်ကလေးထောင်ထားကနောက်လန့်၍ဖြီးချထားပုံသည်ချက်ချက်ရရရှိလုံးသဖြင့်မျက်လုံးထဲ၌ဘိုစလောက်ပုံစံကိုစွဲနေသည်မျက်လုံးမျက်ဖန်ကောင်းသည်မှအထူးပြောစရာမရှိ အမှန်မှာခက်ညွန်းညွန်းနဲ့ကြာပေး၍ကြည်လိရှိသောအကြည့်ကို စွမ်းမတ်နေခြင်းဖြင့်မျက်လုံးမျက်ဖန်ကောင်းလာသည်ဟုထင်မှတ်နှစ်သက်နေခြင်းဖြစ်သည်ရှေ့တတဲကကြည်ရသည်ထက်ဘေးဆောင်ကြည်ရသောသူ့နှကောင်းကပို၍ပေါ်လာသည်အချိုးကြကြခြုံ၍နေသောနှကောင်းသည်အဝင်းစိတ်ကြိုက်နှင့်အတွေ့အဆုံဖြစ်သည်ရဲလိုက်ရင်သူ့နှကောင်းမကလေးပင့်သွားကရွှေသွားများပေါ်သွားတတ်သည်အဝင်းမှာရွှေသွားကိုကြိုက်လာသည်တော့မဟုတ်ဇမင်းသားဆန်တယ်လို့ထင်မိသည် ရွှေသွားတွေမပေါအောင်ပြုံးယုံမဲ့ပြုံးခိုင်းမည်ဟုအလိုမကျသောစိတ်ကိုဖြည့်ဖြောက်ပြသည်အယံမောင်းနှင့်ပတ်သက်၍သူလိုငါလိုမနှိမ်မမြင်နေကဖြစ်သည့်အတွက်ထူးထူးခြားခြားအမှတ်မထားမိကြည်ပူပစိုးတပည့်ရစ်ကိုအမြဲဝတ်တက်လျက်လက်ကင်မွားအဖြူကိုလဲပင်းချီတဲ့တော့အလေးရှိသဖြင့်ဒီဟာကိုတော့ထူးထူးခြားခြားအမှတ်ထားခဲ့သည်အဝင်းဒီဒရမမထား၍မကြည့်တော့လေပူပစိုးတပည့်ရစ်နှင့်လက်ကင်မွားလဲပင်းချီ၍ တရောထိုးလာသည့်ပုံမှန်တံတန်းကိုကွင်းငနဲ့ကွက်ခနဲ့မြင်နေရသည်ပြိုလေးတို့အင်ခါမိုးထိုးလာပါတဲ့ပေဖူးလွာဗာစားတဲ့လီအင်ရှင်နာရောက်ခါနီးမှတရောတာနဲ့အတူသူ့အတန်ထွက်ပေါ်လာသည်အဝင်းမှာသူ့တန်ကိုကြားလိုက်ရုံနှင့်တကိုယ်လုံးတိမ့်တိမ့်တုံသွားလေသည်လက်ဖြားခြေဖြားတွေအိဆက်သွားလျက်ရင်ထဲတွင်တလက်လက်ဖြစ်လာသည်စောစောကမွေလာရောင်ပတ်စံထားသောအသေးနှလုံးတို့သည် ်အချင်းတန်ဖုံးလွှမ်းသွား၍တိမ်ကြုံဆွဲငင်ထားသလိုဒိန်ငနေရှင်းငနေနှင့်မပြောတတ်သောဝေဒနာတစ်မျိုးဖြစ်ပေါ်လာသည်ဘသူအတန်ထဲမှမတူအောင်သူ့အတန်ထဲတွင်သူ့ကြသောအဆွဲငင်တတ်တစ်မျိုးရှိနေသည်ဟုယူဆမိသည်အတန်ကိုတွန့်ငါတွန့်ငါဆွဲငင်ဆူလိုက်သည့်အခါများဆိုရင်အဝင်မှနားထဲဝင်စိတ်လောက်အသေးခိုက်အောင်ဖိန်ငနေရှင်းငနေဝေဒနာရစမြဲဖြစ်သည်အဝင်သည် တချင်းနံကိုနားဆိုင်ထားလျက်အကြည်ဆိုင်ကဒင်းငနေရှင်ငနေဖြစ်နေရင်မှဒီနေ့ညသူ့နောက်သူ့လိုက်ပြေးတော့မိအချင်းအချက်ကိုလည်းသတိရှိနေသည်ငွေလာရောင်ထဲတွင်တူးကိုတူးတင်းတင်းဖက်ကပြေးကြမိပုံကိုမြင်ရောင်ကြည့်လိုက်သည်ကောင်းလင်းစီနဲ့လိုလိုရေမွေးနဲ့လိုလိုပြေးရင်လွှာရင်မွေးကြိုင်နေမိသူ့ကိုယ်နံကိုရှူရှိုက်ကြည့်မိသည်အဝင်းမှာရင်ခုန်လာသည်တအားဖက်ထားသောသူ့လက်မောင်း၏ အထိတွေ့ကိုခန်းစားကြည့်မိသည်ယခုပင်လာ၍ဖတ်ထားသလိုအောင်မေရလျက်ပခုံးလေးကိုကြုံထားလေသည်အဝင်းသည်ရှက်သွေးဝင်ကယုံကြည်လိုက်သည်ယုံကမှအတင်းလိုက်ဖက်ကကျုံစီစီနှင့်မျက်နှာချင်းအပ်ကြည့်နေတော်သည်ကျုံစီစီအကြည့်တွင်ဂရင်းနှင့်မှရွှေရောင်လက်လက်သဖြင့်အဝင်းသည်ကြာရှည်စွာဆက်မတွေ့ကြတော့ပဲတယောတန်စီတို့အာယုံပြောင်းပလိုက်သည်တယောတန်မှာလှမ်းသွားလေသည် တချင်းနံမှာနားထဲတွင်ကြံရစ်လေသည်အေးမြနေသော ကိုလက်တို့သည်ချက်ချင်းမင်ပူတက်လာသည် ရင်ထဲ၌လည်းတဒိတ်ဒိတ်ပူခုံသည်အသက်ရှူရကြက်တလူလူပုံ၍တပြင်းချလိုက်လေသည်တပြင်းချသည့်အခါတစ်ဖက်၌အိတ်နေသောအတော်နိုးတော်မှကြောက်သဖြင့်ရဲရဲပင်မချဝံမဲမြင်မြင်ကလေးချနေရလေသည်တယောတန်ဝေးသွား၍တချင်းနံပြောက်သွားသည့်အခါအဝင်းသည်ဗောလီအိတ်ထဲမှစာခောက်တွင်ပါသော အချက်အလက်များကို ပြန်စင်စားလိုက်သည်ညာဦးရန်ကအခောက်ပေါင်းများစွာဖက်ခဲ့သောစာမှာဘယ်အခောက်မှအေးအေးဆေးဆေးမဖက်ရလူကြီးတွေအလွတ်ခိုးကြောင်ခိုးဝဲအပြေးလွှားတာဖက်ခဲ့ရသဖြင့်တချို့ဟာတွေကိုမှတ်မိတယ်လို့လို့မမှတ်မိတယ်လို့လို့ဇဝေဇဝါဖြစ်လာပြန်သည်နာနဲ့၄နာရီတိတိနောက်ဖေးအပေါက်ကစောင့်နေပြီစဉ်လာခဲ့ပါမြစ်စိမ်မှာတံမှန်ငါးပြီးစောင့်ခိုင်းထားမယ်အဝင်းဒီစာကိုပြန်စဉ်းစား၍မြစ်စိတ်ဆိုတာဘယ်မြစ်စိတ်ပါလဲ မြို့ဆောင်ကစိတ်လားတမောကတိစိတ်လားဟုမတဲမကွဲဇဝေဇဝါဖြစ်နေသည်နဘေးတွင်အတော်အိတ်နေသဖြင့်မိဖွင့်ကစာကိုလည်းမဖတ်ရဲကြည်တောင်တွင်းမြောက်တွင်းနှင့်မရေရာသောမြစ်စိတ်အကြောင်းကိုမေ့ပျောက်သွားကတမန်နှင့်တို့နှစ်ယောက်အတူရောက်သွားပြန်သည်အဝင်းဤကိုယ်ထဲမှလက်ပြာလွင့်သွားလေသည်ပန်းမျိုးစုံဖူးပွင့်နေသောပန်းဥယင်ကြီးတဲဝဲကြိုင်လိုင်းထုံသွင်းနေသောပန်းရက်မျိုးစုံတို့ဖြင့် ြင်းနူးရီမဆုံးနိုင်သည့်အဝင်းလိပ်ပြသည်ဟိုမာသည်မှာကူးလူပြန်တန်း၍ပျော်မြူးနေလေပြီ။ရုတ်တရက်ဒေါ်ကချောင်းဆိုလိုက်သည်အဝင်းသည်ဖြတ်ကနေလန့်သွားလေသည်။တံမဲနဲ့၌ကြောက်အားပို၍ခိုနေသောရင်ကိုရောင်ရမ်း၍ဖိမိလျက်အတန်ကြာအောင်အသက်ရှူမှားနေလေသည်။အသက်ကိုမှန်းအောင်ပြန်ရှူရင်းတစ်ချက်စဉ်းစားမိသည်မှာတံမဲနှင့်တစ်ဖက်ကန်းကရွာကိုရောက်ကြပြီးနောက်ရှေ့လျှောက် ဘလို့နေထိုင်ကြပါမည်နီအဝင်းသည်ဒီနေရာတွင်ရက်တန့်သွားသည်ရှစ်ဆက်၍စဉ်းစားထားခြင်းဘာမှမရှိသဖြင့်ရှစ်ဆက်၍စဉ်းစားစရာရှာမတွေ့ပဲကြောင်လည်လည်ဖြစ်နေလေသည်မောင်မောင်လေးဆိုရင်တမျိုးလုံးကတည်ကြသည်ဦးလေးလုံးသူကတားအဖြစ်မွေးစားကရန်ကုန်ကျောင်းတွင်သွားထားသည်ဆယ်တန်းသုံးနှစ်ကြာ၍ပြန်ခေါ်ထားရသည်ဦးလေးမှာစီဝါပြက်ကဆန်ဆက်ပိုင်ရှင်ဘွားမှစပားပွဲစားလုပ်နေရသည် ကြောင်းလဲမနေအိမ်လဲအဖို့မရတနေ့တနေ့ပိုပစိုးတပတ်ရွက်ဝက်လျက်လက်ကင်မွာလဲရင်းချီကလက်ရလက်ရတွားနေတော့သူမှန်းအဝင်းမတိရတော့မဟုတ်ဖဲဝိုင်းကောင်းရင်ဖဲဝင်ရိုက်သည်တီဝိုင်းတွေ့ရင်တရောထိုးရက်တော့မမောင်လေးအကြောင်းကိုကောင်းကောင်းသိသည်အဝင်းသည်တဖက်ကန်းရောက်သွားပြီးနောက်ရှစ်ဆက်၍မစင်စားတတ်ပဲကြောင်းလဲလဲဖြစ်နေရင်ရုံးကနေအကြက်တစ်ခုပေါ်လာသည်စုံမိတ်ထားသောမျက်လုံးကိုမဖွင့်မဲ နှခုံးနှစ်ဖက်ကိုအထက်သို့ပင့်၍တပြင်းကိုနှင်းချလျက်ပြုံးလိုက်လေသည်လက်ဝတ်လက်စားတွေရှိသားပဲအဝင်းကိုတွင်ဝတ်ဆင်ထားသောလက်ဝတ်လက်စားများသည်ကာလတံပိုး9000လောက်တန်သည်စိတ်နှက်က်စိတ်လက်စုပ်စိတ်ကျိုးနှင့်ရွှေလက်ကောက်ခုနှစ်ကွင်းသည်အဝင်းကိုစိတ်သက်သာရာရအောင်အာပင်ပေးနေကြသည်စိတ်နှက်က်ရောင်းလိုက်မည်စိတ်ကျိုးရောင်းလိုက်မည်မရောက်ဘူးသောမန္တလေးကိုနေရင်မြန်နှင့်သွားတောင်လဲနိုင်သည်အဝင်းသည်လေမြန်နှင့်ခီးသွားအံ့ဆဲဆဲ ကတဲမှတန်ချောင်းခောက်တန်းကိုကြားလိုက်ရသည်တန်ချောင်းခောက်တန်းကို နားဆိုင်ရီမှတ်ကြည့်သည်ဆက်တစ်ချက်ခောက်သွားပြီးတန်ချောင်းတန်ပျောက်သွားသည်အဝင်းမှာနောက်ထပ်အတန်လာနိုးနိုးနှင့်စောင့်ဆိုင်နေရင်းတန်ချောင်းတန်ထွက်ပေါ်လာသောကတဲကိုမျက်စိနဲ့နှိုင်မြောင်သွားသည်ခေါင်းနဲ့တွင်မိုက်ကနေဖြစ်သွားလေသည်လဘွက်လက်စားများယူသွား၍မိဘတွေကဘယ်နည်းနည်းများကြည့်နေကြမည်မဟုတ်အလိုလိုကမှသူနဲ့လိုက်ပြေး၍သဘောမတူရတဲ့အထက်လဝက်လက်စားတွေပါယူပြေးလျင် လူကြီးတွေကကက်ကိုတွားတိုင်ကြမှသိကြသည်အသက်19နှစ်ရှိ၍ဥပဒေကြောင်းနဲ့လွတ်တော်လဲလက်ဝတ်လက်စားတွေကဒုက္ခပေးနိုင်သည်ဥပဇိုတပတ်ရင်နဲ့လက်ကင်မွားလဲပင်စီထားသောမောင်မောင်လေး၏ရုပ်ပုံမှာလက်ထိတ်ကာယနှင့်ဖြစ်သွားလေသည်အဝင်းမှာခေါင်းနှပန်းကြီးသွားလေသည်ဒါရီထားခဲ့မှထားခဲ့မှဟုစိတ်ထဲမှရေရွလျက်စင်ဆွဲကြိုးကိုစုပ်ကမ်းရာရင်ထဲတိတ်တိတ်ခုန်နေခြင်းကိုဒီထားမိလိုက်လေသည် လရောင်မှာตาကျင်တိုင်းตาနေတော့သည်မျက်နှက်လေးပို၍ตาလာလေသည်အိမ်ခန့်တစ်ခန့်လုံးလင်းထိန်ရဲ့ရှိ၏တအိမ်လုံးအကြသည်ကိုပင်ကြားနိုင်လောက်အောင်တိတ်ဆိတ်နေ၏အဝင်းသည် အခန့်ကိုပတ်ချလှက်၍ကြည့်ကာဤအိမ်ကြီးနှင့်ခွဲခွာ၍တွားရောက်တော့မိအတီကိုစခန်းစားမိသည်အထူးသဖြင့်သူ့အိမ်ခန့်မှာအမှတ်ရစရာဖြစ်နေသည်ငယ်စဉ်ကလေးကဒီအိမ်ခန့်နဲ့တွင်အတော်နဲ့အတူအိတ်ခဲ့သည်အတော်ကိုလည်းချစ်သည် မောင်မောင်လေးပြီးတော့စာကိုအတော်မိသွားစဉ်ကရေထန်းသမားနဲ့ယူရင်နင့်ကိုရေထန်းကျွေးလိမ့်အောင်မယ်ဒီလိုလက်ရလက်ရပေါ်ကြော့လုံနေတဲ့အကောင်ကနင့်ကိုထမင်းတလုံးကျွေးနိုင်လိမ့်မယ်ထင်လို့လားဆိုပြီးလက်ညိုးငေါငေါထိုးကပြောဆိုသည်ကိုအမှတ်ရမိသည်အဝင်းဒီအတော်ဘက်သို့လှည့်ကြည့်လိုက်မိသည်နောက်ကြားနှင့်ပတ်သက်လျင်အဆက်ကြောက်ကြည့်သောအတော်အပြိုကြီးဘဝကိုစဉ်းစားကြည့်လေသည်တဆိတ်ရှိမိမဆိုတာအဆက်နဲ့လူလုတာအသက်နဲ့လူလုတာမဟုတ်ဘူးဟုတ်ပြတောက်ပြတောက်ပြောတတ်သော တော်ကိုပြုံး၍ကြည့်လိုက်သည်။မဖြန်ငါမရှိရင်ငါအစာသူဘလောက်ရှက်လိုက်မလဲဟုတွေးနေကြိုက်။အဝင်းမှတယောတန်တပတ်ကြော့လာပြန်သည်။အဝင်းသည်စက္ကနေအောက်နှခမ်းကိုကိုက်လိုက်လေသည်။ဒီတချီတယောတန်မှာနားထဲတွင်ခါသွားလေသည်။ဘာဖြစ်လို့တစ်ခေါက်ပြန်လာရတာပါလဲ။သူလုတာနဲ့လူကြီးတွေရိပ်မိကုန်တော့မယ်။အဝင်းသည်မောင်မောင်လေးကိုစိတ်ဆိုးသွားသည်။သူလုံလိုက်မှဖြင့်ဒီလိုကြီးပဲဟုစိတ်ပေါက်လာသည်။စိတ်ပေါက်သွား၍ စိတ်နှစ်မတွေ့ခဲ့တော့အချက်ကလေးတွေမှာအလျော်လျော်ပေါ်လာလေသည်အဝင်းကြောင်တက်လျင်နောက်ကတကားကောက်လိုက်တတ်သည်ဈေးသွားလေးနောက်ကလိုက်လာကမြင်းနိုင်လောက်တော့လက်ဖိတ်ဆိုင်မှကိုယောင်ပြနေတတ်သည်အတော်ပါလာမန်တိရဲ့လူကိုအငမ်းမရကြီးကလေရင်လစ်တလို့ပြုံးစီစီနဲ့ရှာထုတ်ရပြတတ်သည်အဝင်းမှာရုပ်ကလေးကိုသာဆွဲ၍သဘောကျနေကသူ့အမူအရာတွေကိုတော့စိတ်နှွင့်မတွေ့ရောအမှန်ဖြစ်သည်တေယောတမအိမ်နာတို့နီးကပ်လာသည် အင်းရှိရောက်ခါမှာသူတချင်းနံထွက်ပေါ်လာသည်ပြိုလေးတို့အင်ခေါမိုးထိုးလာပါတဲ့ပေဘူးလွာပါစာတဲ့လေသူတချင်းနံနဲ့အတူခေါင်းရင်ကမှဖခင်ဤချောင်းနံကိုပါတဆက်ထဲကြားလိုက်ရသည် အကိုနှစ်ယောက်အိမ်နေသောအလဲကမှလှုပ်လှုပ်ရှားရှားအတံများထွက်လာကြသည် အပြင်ဘက်မှတယောတန်စီညာညာနှင့်အိမ်ထဲမှအတံမလန်များလုံထွေးသွားကသူနာတဲ့တို့ဝေယုံသုံးကဝင်ရောက်လာသည် အဝင်းမှာအသက်ရှူမှသွားလေသည်စိတ်မရှိနိုင်တော့သည့်အလားတေယောတန်တွင်မြန်မြန်ဝေးသွားစေခြင်းသည်တေယောတန်ဝေးသွားရန်အကြာကြီးဆောင်ရသည်ဟုထင်မိသည်ကြာကြီးဆောင်ရနေ၌တေယောတန်ကိုကြားနေရသည်မှာမခံမရနိုင်လောက်အောင်ပင် ဖြစ်လာလေသည်နောက်တစ်ဖက်ကအဖေတို့ခန်းနှင့်ပုံများရှိရာအခန်းမှဘာတန်ကြားရမလဲဟုစွန့်ထားစဉ်ချွေပြန်လာလေသည်လမ်းမော်ကအတန်နှင့်အင်မော်ကအတန်များထွေလုံးရပ်ဖြစ်သွားစဉ်က တဦးတယောက်ထလာကအခန်းတကားကိုလာတွန်းတလို့လို့ပင်စိတ်ထဲ၌ထင်အောင်ထင်မှဖြစ်မိသေးသည်တယောတန်လည်းပြောက်အင်းလေးကလည်းဘာတန်ညာတန်မှမကြရမှ အဝင်သည်အသက်ဖြောင်းဖြောင်းရှူသွားနိုင်တော့သည်တယောတန်ပြောက်သွားတော့လဲနားထဲတွင်ဖခင်ဤချောင်းဆိုးတန်ကြီးမပြောက်ပဲဆွဲကြံရစ်ပြန်သည်မျက်တော့နေကြီးနဲ့မျက်မှောင်ကြုံရထားသောဖခင်ကြီးသည်စိတ်ဆိုးမှန်ဆိုးနှင့်စိုက်ကြည့်နေသည် အဝင်မှာနေစရာမရှိအောင်ဖြစ်သွားလေသည် အမေဆဲကကျင်းဒီထက်အဖေတစ်ချိန်တစ်ခါမျက်နှာထားတင်းဒီကိုပူကြောက်ရသည်အဖေသာမဟုတ်အကိုနှစ်ယောက်ကပါစားမတက်ဝါမတက်ဒေါသတကြီးကြည်နေကြသည်အဝဲမှာဒေါသချောင်းချောင်းထွက်နေကြသောမျက်လုံးတံကို မခံနိုင်ရကားမျက်စီတွေကမြ мян ပြောက်ကုန်အောင်ဖြောက်ဖြက်ပြည့်อยู่ရသည်နည်းနည်းမိုးတောက်စဤအိမ်တွင်သူမရှိမှန်းတိတိချင်းတအိမ်သားလုံးရောက်ရက်ခတ်နေကြမိပုံတံတန်းသည်ပေါ်လာပြန်လေသည်လူစိတ်တဆိတ် ဒေါသထွက်နေကြသောမျက်နှာအသီးသီးတွင်မျက်ရည်ဆက်လက်နှင့်မြူနာတော်တော်ဖြစ်နေသောအတော်ဤမျက်နှာမှာပို၍စိတ်ထိခိုက်စရာကောင်းနေသည်အဝင်ကောင်းထဲတွင်ယုံငနေမစီမဆိုင်အတွေ့တစ်ခုရောက်လာသည်အိရှိလူထဲမှတဦးတယောက်တက်ပြောက်သွားသည်ဖြင့်အပူမီးကတ်ကြသောနက်နက်စောစောဒေါန်းတောက်ပြားများနေကြသောမသားအိမ်ကိုသွားတွေးနေမိသည်ဒီလိုပဲနေမှာလားဟုထင်မြင်ကြည့်မိသည် ်အဝင်းလင်နောက်လိုက်သွား၍အင်းသားတယောက်ရော့သွားသောအင်ကြီးမှာညှိုးမှန်ခြောက်ကပ်သွားကမတားမရဖြစ်နေသည်စောစောပိုင်းတွင်ရိတ်တုတ်တဲဖြစ်သွားသလောက်အတန်များဒဇဒဇငင်းတက်သွားကမျက်စိမျက်နှာပြက်လျက်မိုင်းမှန်ညပုံကိုတွေ့ကြည့်မိသည်အဝင်းသည်ချက်ချင်းစိတ်မကောင်းဖြစ်သွားကတနာသွားလေသည်လမ်းမှာမထွက်ရဲအောင်ဖြစ်ကြမိအကိုနှစ်ယောက်၏မျက်နှာကိုမကြည့်ဝန်းသလောက်ပင်မျက်နှာပူလာသည်အမေကသာမုံမုံအောင်ဒေါသကြီးနေလျက် ေမှာတောက်တခေါက်ခေါက်နဲ့မျက်နာကြီးပုတ်တိုးထားကအိမ်ထဲတွင် နေစရာထိုင်စရာမရှိအောင် ဖြစ်နေရှာမှာကိုတော့အတက်တည်နေသည်အဝင်းသည်မျက်လုံးဖွင့်လိုက်ကအိမ်ကြီးကိုတွတ်တွတ်တာတာကြည့်လိုက်မိသည်သူမျက်လုံးထဲတွင်မျက်ရည်များလဲနေလျက်လှိုက်ဖူလာလေသည် အဝင်းမျက်ရည်လဲနေသလိုမျက်ရည်ဆန်းဆန်းနှင့်ညှိုးမိုင်နေသောမောင်မောင်လေးဤမျက်နာသည်လဲပေါ်လာပြန်သည် မမောင်လေးဤမိတ္တဇာများတဲ့တွင်တက်တည်ရပါလိမ့်မည်ဟုသောစကားလုံးများမှာအဆောင်တိုင်းထက်နေရသူစင်မလိုက်ရင်သူ့ကိုသူများတက်တည်မလားဟုပူပန်တော့ကရောက်သွားရပြန်သည်ကတ်ထဲမှတန်ကြောင်းနှစ်ချက်ခောက်လိုက်လေသည်အဝင်းမှာအချိန်နီးပြီဟုရှင်ထဲတွင်ဒင်းငနေဆောင်သွားသည်တုံရီသောလက်များဖြင့်ငကက်ကိုချွတ်ယူသည်ဆွဲကြိုးကိုဖြုတ်သည်လက်စွပ်ကိုချွတ်ယူလိုက်သည်ချွတ်ပြီးသောပစ္စည်းများကိုကောင်းအောင်အောက်သို့အသာထိုးသွင်းသည် လက်ကားခုနှစ်ကွင်းကိုချက်တိခါတွင်အတန်ထွက်သွားသဖြင့်အတော်သည်လူးလွန်ကသူ့ဘက်သို့ဆောင်းလိုက်သည်အဝင်းသည်အတက်မရှိဝမဲအသာကုတ်နေလေသည်လူကြီးရဲ့အလက်ခ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 ဲထုတ်ပေါ်ထားရသောအဝတ်ထုံကြီးမှာကရင်အောင်ကြောင်ထဲတွင်ရှိသည်နေနိုင်မထိုးမီဒီထုတ်ကြီးဆွဲထုတ်ကအိမ်အောင်မီးပေါ်ထဲ၌စင်းဆောင်နေမှာဟုတကိန်ချနေသည်အစီစဉ်များပြင်းစင်တကိန်ချနေခိုင်းမှအင်းကြီးကချော့မော်နေသည် မတော်ပါနဲ့အဝင်းရင်နင်းသွားရင်တော့ဒီအိမ်ကြီးပေါ်ပြန်တက်ရမှာမဟုတ်ဘူးအဝင်းမှာစိတ်ပြင်းရမရနိုင်အောင်ရင်ထဲ၌ရှိုက်နေလေသည်တအားရော့သွားသောစိတ်များမှာခြောက်ခြားပူပန်လာသည်ပြန်မလာရဘူးဆိုတာသိပါတယ်အိမ်ကြီးရဲ့သိပါတယ်ဝမ်ဘတ်တနေပြန်ပြောမိသည်ပျော်ပြီးမျက်ရည်များစီကျလာသည်အချိန်နီးကပ်လေးလေးလူကြီးတွေမျက်နှာကိုအိုးမဲ့တုတ်ကထွက်သားရမှာသွေးလန့်လာသည်တူရဲတော်တမိဖြစ်၍ အားလုံးထက်ပိုပြီးအဖေကတေကန်းဖြတ်မှာကိုအသေးအချာတွက်မိသည်ဖြတ်ပါစေဟုစိတ်ကိုတင်းသည်စိတ်တင်းသည့်ကြားတဲ့တကယ်ဖြတ်မှာကိုကြောက်စုတ်ကြောက်စုတ်ဖြစ်လာသည်အဝင်းသည်ဆက်တထေးသမီးမအေးကြီးကိုတရိရလိုက်သည်လင်းနောက်လိုက်သွားပြီးလူကြီးတွေက ပြန်လက်မခံမဲပစ်ထားသည်မအေးကြီးယောက်ျားကစရေးကလေးကိုတမ်းမောင်းသည်ယာတိလာကအကုန်လုံးတောက်ပစ်ကမရကိုတဖုံဖုံရိုက်တတ်သည်ကတက်စီကလင်းမြိုင်ရန်ဖြစ်ပြီး မအိဒီအဟင်ကိုတော့အတန်များကိုတစ်ခါတစ်ခါကြားရသည်ပါသည်။ပစ္စည်းများဖဲရိုက်ပစ်ကကလေးတယောက်နှင့်ရုပ်မပေါအောင်ဖြစ်နေသောမအိဒီကိုမြင်နိုင်မြင်နိုင်သူကဲ့ရဲ့ခဲ့သည်အဝင်းသည်မအိဒီအကြောင်းကိုရှေ့ဆက်မတွေးမီရန်ရက်ပစ်လိုက်သည်မအိဒီကြောင့်ရက်ပစ်ပြီးမှသူတို့သူတို့အလျူလျူပေါ်လာကြပြန်သည်သူနှင့်ရွယ်လူတန်းတို့ဖြစ်ကြသည့်တရန်းနှင်းနေအကြောင်းသူအဖော်တစုတွေတွင်ရှင်မျိုးဝန်တော်သမီးနှစ်ယောက်လည်း သူ့ကိုကဲ့ရဲ့နေကြသည်သူတို့နှင့်ပွဲလန်းသဘင်သွားလျင်ဂုံတုကုံပြိုင်ဖြစ်သည်သူတို့ကဲ့ရဲ့ကိုခံနေရသည်အဝင်းသည်သူတို့နှင့်ဝေးရထွက်ပြေးကြည့်သည်သူတို့နှင့်လွတ်အောင်ရှောင်ကြည့်သည်ဘယ်ကိုပြေးပြေးဘယ်ရှောင်ရှောင်မိမနှစ်ယောက်မှမိကရွက်ကကဲ့ရဲ့နေကြသည်မိထိုးကနှင့်ပြောင်းလောင်းရှုံချနေကြသည် အဝင်းမှရှက်လွန်း၍လဲတီလိုက်ခြင်းသည်မင်္ဂလာတုပ်ဆူရသောအချစ်ဆုံးတငယ်ချင်းမချီကြီးကလည်း အဖက်မလုံတော့ပဲလူမြင်ရင်ရက်ကိုရက်ကန်းဖြင့်ခြာကနေလှည့်ထွက်သွားသည်မချီမှာအမေမရှိပဲအဖေအုတ်ထင်းကကြီးပြင်းလာရတော့ရိုးရိုးသားသားနေထိုင်တတ်သူကလေးဖြစ်သည်အတန်တဲ့နာဝတ်စားနိုင်သူဖြစ်သည်ဖြင့်တငယ်ချင်းအားလုံးနဲ့တွင်သူ့ကိုတနာကပို၍ခင်မင်မိသည်မချီလေးကမခေါ်ချင်သလိုလိုမပြောချင်သလိုလိုကြော်ခိုင်းသွားပုံမှာအသေးအနာဆုံးဖြစ်တော်သည်နှစ်ဖြန်ည ရှင်မျိုးမွန်တော့သမီးနှစ်ယောက်ကဖះကိုစုကပ်၍အိမ်သို့လာရန်ဖိတ်ထားသည်ကိုသွားစင်စားမိလေသည်။အဝင်းသည်စမ်းပေ၊နှပေဆိုသောအဝင်းများရွေးဝတ်ကသွားစရာရှိလျင်အတော်နှင့်သွားနေကြဖြစ်သည်။နှစ်ဖက်ညတော့ဘယ်နည်းနဲ့မှသွားနိုင်တော့မည်မဟုတ်။ဖះကိုစုအိမ်တွင်သူ့အကြောင်းကိုမိကရွက်ကပြောဆိုခဲ့နေကြမိအတန်များသည်သူ့နာဝတွင်ညံစီနေသည်။သူ့အမေမိတ်ဆွေများထဲမှသမီးရှင်တစုနှကန်းတလန်ပန်းတလန်နှင့် အဝင်အကြောင်းအတင်းပြောနေကြသည်ဂရင်မော်၌လဲလျောင်းနေသောအဝင်သည်လူးလွန်းလှုပ်ရှားနေသည်မျက်နာကိုလဝါးနှင့်အုပ်လိုက်သည်လဝါးနှင့်အုပ်ထားရကဆက်ကနေလက်ကိုယုတ်လျက်နားနှစ်ဖက်ပေါ်တွင်အုပ်လိုက်ကမျက်လုံးကိုတင်းတင်းကြီးမှိတ်ထားလေသည်ပလက်နေရာမှစောင်းသွားပြန်သည်တစ်ဖက်ဆောင်းရကတစ်ဖက်သို့ပြန်ပြောင်းစောင်းမြန်သည်နားပိတ်ထားသောလက်နှစ်ဖက်ကိုနားမှမခွာရဲဘဲအုံမြဲအုပ်ထားလေသည် အိယာဘော၌ငဖဲပြန်တယ်လို့လူလိမ့်နေရင်နောက်ဆုံးခေါင်းမော်၌မျက်နှာမှောက်ကအသက်ကိုဖုန်လိုက်ဖုန်လိုက်ရှူဆိုင်နေစဉ်ကတဲစီမှာတန်ချောင်းသုံးချောင်းခောက်လိုက်သည်အဝင်းသည်ငြိမ်ကျသွားလျက်နိုင်ဝက်ခန့်မလုံးမရှက်ငြိမ်တက်နေသည်အိယာနဘေးစပွဲကလေးပေါ်မှစပွဲတွင်နိုင်ဤတစ်ချက်ချက်မြင်နေသောအတန်မှတပါဘာသာကိုမျှမကြားရကြည်ခေါင်းရင်ကမှအင်းမြောင်ဆုထိုးတံပေါ်လာဤအဝင်းအရင်ခုံသမား ကြော့သွားလျက်အဝင်းဤမျက်နှာပြင်ပေါ်တွင်မျက်ရည်များစီကျနေသည်လမ်းထိပ်မှမီးလွတ်လာသောအတန်ကလေးကိုတဲ့တဲ့သူကြားလိုက်ရသည်ဤတန်မှာကျေးစီတန်ကလေးဖြစ်ပေသည်လေးနာရီအာယုံတက်စွန့်ထချက်ကြရန်နိဗ္ဗာန်စောတတဤရှည်ပြီးနှိုးစော်တန်ဖြစ်သည်ကျေးစီရိုက်ခတ်တန်ကလေးသည်လေထဲတွင်တဝေ့ဝေ့ပျောက်ကွယ်သွားသလိုအဝင်းဤနှလုံးခုန်ခြင်းသည်လည်းတဖြည်းဖြည်းငြိမ်ကျသွားလေသည် ဘွန်တော်တပူရိတပေါင်းသူတော်ကောင်းတို့နိဗ္ဗာန်စောများ၏အတန်းသည်အင်းရှိသို့ရောက်လာသည်ဤတန်နှင့်ရောလျက်ပြိုလေးတို့အင်ခေါမူထိုးလာပါတဲ့ပေဘူးလွာပါစာနဲ့လီဟူသောတေးတံမှာအဝင်းနာတဲ့၌တဲ့တဲ့ကလေးမြကြားရောက်မိတော်သည်အဝင်းသည်မလှုပ်တော့ကြီးမိမြအချင်းကြာသွားသည်မသိအလင်းရောင်တန်းငါနေသည်အတန်ကြာတခဲနဲ့ငြိမ်သက်လျက်ရှိနေစဉ်၆ခနဲ့အတန်ကိုကြားလိုက်ရ၏အဝင်းသည်ငြိမ်သက်နေရမှ တိတ်ကနေဖြစ်သွားသည်အတံမှာပိတ်ထားသောအိတ်ခန့်တကားစီကလာသောအတံဖြစ်သည်၆ကနေမီသောအတံနှင့်ဆက်လျက်တချွင်ချွင်ထွက်သွားသောတော်ရဲတံကိုကြားလိုက်ရသည်အဝင်းမှာမျိုးလုံးကိုဆင်းလျက်ပစကလေးဟာကငေးကြည့်နေမိသည်ကောင်ကြော်လောက်ကပြိုလေးတို့အိမ်ခေါင်မိုးထိုးလာပါတဲ့ပေဖူးလွာတချင်းတံကတပတ်ပြန်ကြော်လာစဉ်သူ့အမေကမတင်ငါပဲအပြင်ဘက်ကတော့ခတ်ထားမှန်းအခုမှရေးမိလေသည် မဇက်ကလေးဟာထာကတကားပေါက်တို့ငေးဆိုင်နေသောအဝင်သည်အသာတိတ်တိတ်တော့လာဖွင့်၍တချွင်ချင်းထွက်သွားသောတော့တွဲတံလေးကိုသူ့အသက်ထက်ဆုံးအမှတ်ရနေလိမ့်မည်သာဖြစ်ပေတော့သည်အခုဖပြခဲ့တဲ့ဝတ္ထုလေးကတော့ဂျာနယ်ကျော်မမလေးရေးသားတဲ့ဖြူလေးတို့အိမ်ခေါင်မိုးဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ဒီဝတ္ထုလေးကတော့လူငယ်တွေအတွက်စိတ်ကူးရင်ကျတဲ့လက်တွေ့ဘဝကြားကပฏิပက္ခဟာမလွဲမသွေး ကြုံတွေ့ရမဲ့ခန်းကဏ္ဍဖြစ်ပြီးချက်ချင်းမြတ်တာတစ်ခုတည်းနဲ့တော့ဘဝရဲ့အရာအလုံးကိုဖန်ပြီးတည်ဆောက်ဖို့မဖြစ်နိုင်ကြ။ဖြစ်တင်တာနဲ့ဖြစ်ချင်တာတွန်တွဲလာတဲ့အခါမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ဖို့အရေးကြီးကြ။နောက်ဆုံးမှာတော့လူတိုင်းဟာသူ့ရဲ့စိတ်ကူးနဲ့လက်တွေကိုသဟဇာတာဖြစ်အောင်လုံခြုံရွေးချယ်ကြရတဲ့ဆိုတဲ့အကြောင်းကိုရတမြောက်အောင်ရေးဖွင့်ထားတာပဲဖြစ်ပါတယ်ရှင်။နောက်ထောင်ပြီးကြိုက်နှစ်တဲ့ဆိုရင်လည်း like and subscribe လေးနဲ့အားပေးကြပါဦးနော်။ အဆုံးထိနာဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ရှင်။